မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့တရဦးလေးစိတ်ကနေရန်ကုန်မြို့ကိုပြန်တမ်းမယ်မြန်မာအမျိုးသားလေးချောင်းလိုင်းမြန်မာ National Airlines MNA လေးရင်တစည်းဟာမနေ့ကညနေပိုင်းကလေးရင်ဘိန်းမီလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာကနေအရေးပေါ်တကားဖွင့်မပေးမှုအတွက်တပ်ဆိုင်ရာကိုစာပို့ပြီးတော့အကြောင်းကြားတိုင်ကြားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ6ရက်နေ့ညနေ6နာရီခွဲအချိန်မှာမြန်မာအမျိုးသားလေးချောင်းလိုင်းမြန်မာ National Airlines MNA ရဲ့လေးရင် UB812 က မန္တလေးဒရုံ၄စိတ်ကနေရန်ကုန်ကိုမထွက်ခွာခင်လေရင်ဘိမ်းပေါက်ပြီးတော့မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ကက်တိန်ကိုတိုင်မီးလောင်နေတာမီးငိမ့်နေပါပြီလို့ဝန်ခံတဲ့အချိန်ထိတောင်မှ ် emergency တကားကိုမဖွင့်ပေးဘူးစိုးလိုက်တဲ့ MND ပြီးတော့ပြေးလမ်းပေါ်မှာပါဒါတော့မှအပေါ်ကိုပြန်ဖို့အတွက်နှစ်ခါစူးစမ်းသေးတယ်လုံးဝတက်လို့မရပဲနဲ့ညှော်နှက်ထွက်လာမှမီးလောင်မှန်းသေးတာလို့ခီးတဲ့တူကလူမှုကွန်ရက်ပေါ်မှာရေးသားထားပါတယ်လေရင်မှာလိုက်ပါလာတယ်အခြားခီးတဲ့တူကလည်းလေရင်မှာမီးလောင်ကျွမ်းမှုကြောင့်ညှော်နှက်နေရနေပေမဲ့အရေးပေါ်တကားမဖွင့်ပေးတာလေရင်နဲ့ပတ်သက်လို့ခီးတဲ့တူကိုသေချာစွာရှင်းမပြခဲ့တာတွေအတွက်တပ်ဆိုင်ရာကိုစာရေးသားပေးဖို့ပြီးတော့တိုင်ကြားမယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းပလောမြို့ပေါ်မှာရှိတဲ့စံဝင်အရက်ဆိုင်မှာတောက်စားမှုယူနေတဲ့လက်နက်ကိုင်ပူစော်တီ၃ဦးကိုပြစ်ခတ်တိုက်ခိုက်ရာ၃ဦးစလုံးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၆ရက်နေ့ညနေ9နာရီခွဲအချိန်ကမှပလောမြို့အမှတ်နဲ့ရက်ကွက်မှာရှိတဲ့စံဝင်အရက်ဆိုင်မှာတောက်စားမှုယူနေတဲ့ ပြူစောတိခေါင်းဆောင်ကလနီပြူစောတိခေါင်းဆောင်ကြော်သူရနဲ့ပြူစောတိတန်းနိုင်တို့ကိုဘိတ်ခိုင်အမှတ်တဲတိုင်ရင်နဲ့ဘိတ်ခိုင်ပကပပူပေါင်းအဖွဲ့တို့ကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။သေဆုံးသွားတဲ့ပြူစောတိ၃ဦးဟာပြည်သူများကိုချင်းချောက်ဝင်းညှဉ်ချင်းဖမ်းဆီးခြင်းဂိတ်ကြီးများကောက်ခံခြင်းလူငယ်များကိုအတင်းအကြပ်မှစစ်မှုထမ်းစုဆောင်းခြင်း ပလောင်မြို့နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်းမှာပြည်သူဝိုင်းနေအိမ်များကိုမိရှုပ်ဖျက်ဆီးခြင်းများလှုပ်ဆောင်ရမှာအထက်ကပါဝင်ခဲ့တဲ့တရားခဏ်များဖြစ်တယ်လို့သိရပါတယ်။ဒီကောင်တွေကအတော်ကိုအေးပါတဲ့စစ်ကောင်စီရဲ့ထောက်တိုင်အကြီးစားတွေပါလက်တံလဲရှိတယ်။ပလောင်မြို့နယ်အတွင်းမှာရှိတဲ့တော်လိုင်းအင်အားစုတွေရဲ့မိသားစုတွေရဲ့နေအိမ်တွေရက်ရွာတွေကိုဒုက္ခအပေးနိုင်ဆုံးကောင်းတွေစစ်ကောင်စီရဲ့ lobby ပြူစောတိငမင်းစီကိုအချက်လက်တွေပေးပို့ပြီးတော့ Telegram တွေ Facebook တွေကနေပြီးတော့ရသမျှအော်ကိုင်းနေတာလဲဒီကောင်တွေပဲသူတို့ကလက်နက်ကင်ပြူစောတိတွေပါအတူရောအရှိကောအကုန်ရှိတယ် သူတို့ထက်ငယ်တဲ့ပြူစောထီတွေကိုတောင်မှစစ်တပ်ကလက်နက်တပ်ဆင်ပေးထားတာလို့ဘိတ်ခိုင်အမတ်တဲ့တိုင်ရင်ကတာဝန်ရှိသူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်စခန်းသိမ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မင်းတပ်တောင်မှာရှိတဲ့စစ်တပ်ရဲ့ကာကင်းစခန်းသိမ့်တိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်ကအင်အား80ကျော်ပါတဲ့တပ်မ96စစ်ကြောင်းဟာအဆက်အသွယ်လုံးဝပြတ်တောက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ2ရက်နေ့မှာကြောက်ဖြူမြို့နယ်မင်းတပ်တောင်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ကာကင်းစခန်းတစ်ခုကိုအေအေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်။အခုလိုမျိုးတိုက်ခိုက်ရမှာအဲ့ဒီစခန်းနဲ့ပတ်ဝန်းကျင်မှာတပ်ဖြန့်ထားတဲ့အင်အား80ပါတဲ့စစ်တပ်စစ်ကြောင်းဟာ အဆက်အသွယ်မရတော့ဘဲနဲ့ပျောက်ဆုံးနေတယ်လို့စစ်တပ်သတင်းအင်းမြစ်ကပြောပြထားပါတယ် အဲ့ဒီစခန်းမှာကအင်အား90ကျော်နဲ့ကင်းမုံကအယောက်30ကျော်လောက်ရှိပါတယ်။အဲ့ဒါအဆက်အသွယ်မရတော့ပါဘူး။မေလာ3ရက်နေ့ကလေးကအဲ့ဒီစစ်ကြောင်းကအဆက်အသွယ်ပြတ်တောက်သွားတာပါလို့တက်တွင်းသတင်းရင်းမြစ်ကပြောပါရတယ်။အဲ့ဒီမင်းတက်တောင်ကာကင်းစခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးတော့အေအေဘက်ကသတင်းထုတ်ပြန်မှုတစုံတရာလုံဆောင်ခြင်းမတွေ့သေးဘူးလို့ပြောပါရတယ်။အလားတူပဲရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းမှာအာနာသိန်းစစ်ကောင်စီတပ်နဲ့အရခတက်တော်အေအေတို့ကြားမှာတိုက်ပွဲများပြင်းထန်ခဲ့ပြီးတော့အေဘီလာနောက်ဆုံးဘက်ကနေမေလာပထမဘက်အတွင်းမှာကြောက်ဖြူမြို့နယ်စစ်ကောင်စီရဲ့အမှတ်30နဲ့ ရဲတိုက်ရင်အနည်းနဲ့တ냐ဝရီရဲတပ်စခန်းအနည်းတို့မှာစစ်ကောင်စီနဲ့အေအေတို့တိုက်ပွဲများဖြစ်ပွားနေတယ်လို့သိရပါတယ်။ကြောက်ဖြူမြို့နယ်တိုက်ပွဲအတွင်းမှာဒဏ်ရာရရှိတဲ့တပ်သားများကိုစစ်ကောင်စီကစစ်တွေဆေးရုံနဲ့တပ်နယ်ဆေးရုံများကိုပို့ဆောင်ပြီးတော့ကုသပေးနေတယ်လို့စစ်တွေမျိုးတွင်သတင်းအရင်းမြစ်ကပြောပြထားပါတယ်။အရင်အတွက်ကတော့တိတိကျကျမသိဘူးဗျ။ကြောက်ဖြူတိုက်ပွဲကဒဏ်ရာရတဲ့တပ်သားတွေကိုစစ်တွေဆေးုံကြီးမှာလာရောက်ပြီးတော့ကုသပေးနေတယ်။သူတို့တပ်သားတွေထားတဲ့နေရာတွေကိုပြည်သူတွေကိုဝင်ခွင့်မပေးပါဘူး။ပြီးတော့တပ်နယ်ဆေးုံတွေကိုပို့ထားတယ်။ ဈေးကူတောက်ကိုရောက်လာတာက3-4ရက်လောက်တော့ရှိနေပြီလို့၎င်းကရှင်းပြထားပါဗျ။ကြောက်ဖြူမြို့နယ်တိုက်ပွဲမှာအရခတ်တပ်တော် AA ရဲ့ထိုးစစ်ကြောင်းစစ်ကောင်စီဘက်ကအထိနာနေပြီးတော့စစ်ကြောင်းတချို့နောက်ဆုတ်သွားတဲ့အခြေအနေတွေရှိနေတယ်လို့ကြောက်ဖြူသတင်းရင်းမြစ်ကပြောပါတယ်။အမှတ်32ရဲတပ်ရင်းနဲ့ဒညဝရီရေးတပ်စခန်းတစ်ပုတ်တောင်ရေးတပ်စခန်းအနီးကစစ်တပ်ရဲ့ကာကင်းတွေကို AA ကထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။တချို့ကာကင်းစခန်းတွေနဲ့တပ်စခန်းတချို့ကို AA ကနေရာဝင်ယူထားလိုက်နိုင်ပြီလို့သိရပါတယ်။စစ်ကောင်စီရဲ့စစ်ကြောင်းတွေကာကင်းစခန်းတချို့ကလည်း အမှတ်32ဘက်ကိုနောက်ဆုတ်သွားတာတွေရှိပါတယ်လိခမောတဆခန်းတောင်ကိုအေအေကတင်းလိုက်ပြီလို့သတင်းရထားတယ်။ပြီးကြတော့အတီမပြုတ်နိုင်သေးဘူး။ကြောက်ဖြူတိုက်ပွဲကတော်တော်လေးကိုပြင်းပြင်းထန်ထန်ဖြစ်လာတယ်လို့ပြောလို့ရပါတယ်လို့ကြောက်ဖြူသတင်းအရေးမြစ်ကပြောပြထားပါတယ်။ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီနဲ့အေအေတို့တိုက်ပွဲဟာလအနေငယ်ဂျိုကြားဂျိုကြားတိုက်ပွဲဖြစ်ခဲ့ပြီးတော့အခုရက်ပိုင်းအတွင်းမှာအေအေရဲ့ထိုးစစ်များအရှိန်ဟုန်မြင့်လာခြင်းကြောင့် တိုက်ပွဲများပုံမပြင်းထန်လာတယ်လို့သိရပါဗါးအဲ့ဒီတိုက်ပွဲများကြောင့်ကြောက်ဖြူမြို့နယ်မှာရှိတဲ့ကျေးရွာပေါင်း20တဲ့မင်းဲဟာထွက်ပြေးတိမ်းရှောင်နေရပြီးတော့တောင်းတဲ့ချီးတဲ့ပြည်သူများဟာလည်းအိုးမဲ့အိမ်မဲ့ဒုက္ခရောက်နေကြရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းကောတောင်းမြို့နယ် မလီဝမ်းဒေတာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခတ်ရာခမရ၅၄တရင်ကအရာခံဗိုလ်တအုပ်အပါအဝင်၃ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ29ရက်နေ့မှာကော်တောင်းမြို့နယ်မလီဝမ်းကျေးရွာတက်ကြဲချင်းနေရာကိုအင်အား80ခန့်နဲ့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲပြီးတော့40မမနဲ့ပြစ်ခတ်တိုက်ခတ်ရာခမောက်ကြီးမြို့အခြေဆိုင်ခမရ၅၄တရင်ကအရာခံဗိုလ်တအုပ်အပါအဝင်စစ်သား၃ဦးသေဆုံးသွားတယ်လို့သိရပါဗျ။ ိုက်ပွဲကနှစ်ကြိမ်ဖြစ်တာပါမိုင်းဆွဲပြီးတော့40မမနဲ့စပစ်တယ်40မမထိပြီးအရာခံဘုံပွဲချင်းပြီးတည်သွားတယ်ထိကြိုက်ဒဏ်ရာရတဲ့သူတွေလည်းများတယ်အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲကတနအီလောက်ကြာခဲ့ပါတယ်ဒဏ်ရာရတဲ့စစ်သား2ဦးကကော်တောင်းမြို့6မိုင်စစ်ဆေးရုံမှာထပ်ပြီးတော့တည်တာပါလို့ကော်တောင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖကတာဝန်ရှိသူတို့ကပြောပြထားပါတယ်၎င်းတိုက်ခတ်မှုကိုကော်တောင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖကရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကောလင်းမြို့နယ်အရှိတ်ချမ်းမှာရှိတဲ့ရှောက်ပင်ခြံကျေးရွာကိုအကြမ်းဖက်ဆက်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်ပြည်သူပိုင်နေအိမ်တလုံးထိခိုက်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်မေလ9ရက်နေ့မနက်အစောပိုင်းတနိုင်9မိနစ်အချိန်မှာအချမ်းမဆက်တက Jet Fighter နဲ့ဘုံနှလုံးကျဲချခဲ့တယ်လို့သိရပါတယ်။ဘာစီရေးလှုပ်ရှားမှုမှမရှိပါဘူး။ပြည်သူကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်သွားတာပါလို့ Calling Info ကတာဝန်ရှိသူကရှင်းပြထားပါတယ်။ဘုံကျဲတိုက်ခိုက်ခံရတဲ့အတွက်ရှောက်ပင်ချမ်းရွာနေဦးမောင်ဝေရဲ့နေအိမ်ထိခိုက်ပျက်စီးသွားပြီးတော့ ကြေးရွာလျက်ဆက်မိတိုင်များလည်းပျက်စီးခဲ့တယ်လို့သိရပါတယ်။ပြည်သူများတိမ်းရှောင်နိုင်ခဲ့တဲ့အတွက်လူထိခိုက်မှုတော့မရှိဘူးလို့ Calling Info ထံကသိရပါတယ်။အချက်မဲ့စစ်တပ်ကမေလ6ရက်နေ့ကနေမေလ31ရက်နေ့အထိမလျင်ဘေးပြန်လည်ထူထောင်ရေးအတွက်အပြစ်ခတ်ရပ်ဆဲထားမယ်လို့ကြေညာထားတော်လဲလေကြောင်းတိုက်ခိုက်မှုများကိုတနိုင်ငံလုံးမှာဆက်လက်ပြီးတော့လှုပ်ဆောင်နေဆဲဖြစ်တယ်လို့တော်လိုင်းတပ်ဖွဲ့များကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းခင်ဦးမြို့နယ်မောင်းကြောက်တော်ကြီးရွာနယ်ရွာစဉ်ကြီးရွာတို့ကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲပြီးတော့လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မေလ9ရက်နေ့မနက်7:20မိနစ်အချိန်မှာခင်ဦးမြို့နယ်မောင်းကြောက်တော်ကြီးရွာမှာရှိတဲ့စာတင်ကျောင်းကိုဦးတည်ပြီးတော့အကြမ်းဖက်စစ်တပ်ကလေကျောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒါပြိုင်နက်ထဲမှာပဲခင်ဦးမြို့နယ်ရွာစဉ်ကြီးရွာအတွင်းနဲ့ရွာအပြင်ဘက်နေရာများကို ရွှေဘုံမြို့နယ်အခြေဆိုင်အမတ်ရှိလေးကျင်ရေးတပ်ကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မနက်7:20မိနစ်မှာခင်ဦးမြို့နယ်မောင်းကြောက်တော်ကျေးရွာစာတင်ကျောင်းကို Jet Fighter နဲ့လေကြောင်းကနေပြီးတော့ဘုံကျဲသွားပါတယ်။တချိန်တည်းမှာပဲခင်ဦးမြို့နယ်ရွာစဉ်ရွာကိုရွှေဘုံလေးကျင်ရေးတပ်ကနေပြီးတော့ဟာဝဇာလက်နက်ကြီးနဲ့ရွာရဲ့အတွင်းရွာအပြင်တွေကိုလက်နက်ကြီးတွေနဲ့ပစ်တာလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့်ထိခိုက်ဒေဆုံးသွားတဲ့ပြည်သူများရဲ့အခြေအနေနဲ့ ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။အကြံပါစစ်ကောင်စီကမေလ6ရက်နေ့ကနေမေလ31ရက်နေ့အထိယာယီအပြစ်ခတ်ရက်စဲကြောင်ကြေညာထားတော့လေတကယ်လက်တွေ့မှာတော့နိုင်ငံတော်ဝန်လုံးမှာထိုးစစ်ဆင်ခြင်းလေကြောင်းကနေတိုက်ခတ်ခြင်းနဲ့လက်နက်ကြီးများနဲ့ပစ်ခတ်မှုများကိုဇက်တိုက်လှုပ်ဆောင်ရရှိတယ်လို့တော်လန်ရေးသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြဝတီမြို့နယ်မှာအောင်စေရစစ်ကြောင်းကိုပို့ဆောင်ခံရတဲ့စစ်မှုထမ်းအပတ်စဉ်9ကတပ်သားတဲ့3ဦးဟာတနက်တက်လက်ကိုယူဆောင်လာပြီးတော့ PDF တပ်ဖွဲ့ထမ်းမှအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မက်လာ30ရက်နေမှာအောင်စီရစစ်ကြောင်းကစစ်မှုထမ်းတပ်သားတဲ့3ဦးဟာတနက်တက်လက်ကိုယူဆောင်လာပြီးတော့ဗျူဟာ30တဲ့ထမ်းမှာအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအခုလိုမျိုးအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့3ဦးဟာတနက်တက်လက်ကြီ390တောင်ကြီပေါက်6ခုတို့ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအခုလိုမျိုးလက်နက်ယူဆောင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့2ဦးကိုငွေကျပ်330ပေးရခဲ့ပြီးတော့ကျန်တဲ့ရဲဘော်2ဦးကိုငွေကျပ်9သိန်းစီ ဗျူဟာ31ကပြည့်ရခဲ့တယ်လို့သိရပါဗယ်အလင်းဝင်ရောက်ခဲ့သူ3ဦးကစစ်မှုထမ်းတင်တဲ့အပတ်စဉ်9ကပါစစ်မှုထမ်းတပ်သားတဲ့3ဦးကတော့မြို့နယ်တွေကတော့နထိုးကြီးအမရပူရနဲ့ရန်ကုန်ကလို့သိရတယ်နထိုးကြီးကကောင်လေးကအလုတ်သွားရင်းနဲ့အလုတ်ရှာပေးမယ်ဆိုပြီးတော့တက်သေးကိုထည့်လိုက်တာပါရန်ကုန်ကကောင်လေးကအလုတ်ကအပြတ်မှာပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတာအမရပူရကကောင်လေးကမဲပေါက်တယ်ဆိုပြီးတော့လိန်ခေါ်ခံထိပြီးတက်သေးထက်ခံလိုက်ရတာပါချိန်ဆက်ပြီးတော့ဝင်လာတာကတော့သူတို့ရဲ့ပြောပုံအရာ လူသစ်လူဟောင်းခွဲခြားဆက်ဆံပြီးတော့သူတို့စစ်မှုထမ်းတွေကိုအသေးခံတိုက်ခိုင်းပြီးတိုက်ပွဲငြိမ်တဲ့အချိန်တွေဆိုရင်ရိတ်ခါနဲ့ကြီးစံတွေတည်ယူရမှာလဲသူတို့ကိုပဲခိုင်းကြပါတယ်ငကိုကလည်းလှုပ်ချင်လို့လှုပ်ခဲ့ကြတာမဟုတ်တဲ့ခါအခွင့်အသင်တော့ထွက်ပြေးလာရင်းနဲ့ကျွန်တော်တို့တပ်ဖွဲ့စီကိုရောက်လာတာပါနောက်လူတွေလည်းဝင်လာကြပါကျွန်တော်တို့တော်လိုင်းအဖွဲ့တွေကနှွေးထွေးစွာနဲ့ကြိုးစုံနေပါတယ်လို့ People's Defense Force ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ